ငလင်ဘေးဒုက္ခကိုခံစားရတဲ့တောင်သူတွေဟာအက်ကွဲနေတဲ့စိုက်ပျိုးမြေတွေမှာရာသီချိန်မီဧကကုံစိုက်ပျိုးနိုင်တာမရှိဘဲစိုက်ဧကရေရော့ကြမှာဖြစ်တယ်လို့တောင်သူအများစုကသုံးသပ်လိုက်ပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ ပချဲရမတ်လ28ရက်ကလုတ်ခတ်ကြွားတဲ့စကိုင်းကလင်ကြီးကလူနေတိုက်တာထရန်ကအဆောက်အဦတွေကိုပြိုကျစေတဲ့အပြင်ရခင်းလေကွန်းထဲကစိုက်ပျိုးမြေတွေကိုလည်းကိုယ်အပ်စေခဲ့ပြီးအနေအမြင့်မကြီးတာခိုင်းနွားတိတ်ဆုံးတာတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့တကုံးမြို့နယ်မြောင်းမြိုင်ကြီးရွာကတောင်သူတူကပြောပါရယ်ဒီလိုအခြေအနေတွေကြောင့်လာမယ့်2025မိုးရာသီမှာတိနာစိုက်ပျိုးနိုင်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်လာတယ်လို့ဆိုပါရယ်ကျွန်တော်တို့မြေကြီးကအရင်ကလမ်းနဲ့တသားတည်းလေအခုတရက်တရက်ကျော်ရဲမြုပ်သွားတာ တရားကျော်မြုပ်သွားအိုက်မြေကြီးကကျွန်တော်တို့နေလို့လည်းမဖြစ်ဘူးနေလည်းမနေရဘူးကိုအဝဟိုလွတ်ရကြွရပဲချွေနေတာအဲချွေပြန်သူများကွက်ထဲကိုနှွေးနေရလေကျွန်တော်နွားနှစ်ကောင်ပြီးသွားဒီထဲကတကောင်ကအလက်ကရှင်းနေကြီးရဲ့နှမရခါယိုးကျိုးသွားတော့မဖြစ်တော့ဘူးလေညိုးနဲ့နှမကြီးဆိုတော့ရှောက်၆လမျိုး၆လကြီးနဲ့တည်သွားလေခိုင်ခိုင်နှမကြီးအဲဆိုတော့ကျွန်တော်ကနွားတစ်ဖက်ပြုတ်သွားတော့ကျွန်တော်ကအားလဲချော့ပလိုက်တာလေမလုံးတော့ဘူးဆိုပြီးတော့တောင်သူကနောက်ထပ်လဲဝါမပြူဘူးမွေးနေတော့သူတို့နေဖို့ထိုင်မလို့လာတောင် ။နေရာမရှိဘူးဆိုမဝယ်တော့တာကျွန်တော်လည်းတောင်သူလည်းမလုတ်သေးဘူးဆိုပြီးကိုစနစ်အတိအကျငလင်လုတ်ခတ်ပြီးတလားကြော်ကြလာတဲ့အချိန်အိယာပြန်လဲထူထောင်ဖို့အတွက်စစ်ကောင်စီအနေနဲ့ထိထိကျောက်ရောက်ကူညီပေးနိုင်တာမရှိသလိုတောင်သူတွေမှာလည်းအကျက်အသေးတွေကြောင့်နှွားတင်ကုတ်နှွားစာတိုက်ကအစနေအိမ်တွေကိုပြန်လဲတိဆောက်နိုင်တဲ့အချိန်တွေမှာလည်းမရှိသေးပါဘူး။ဒီလိုအထွေထွေအခက်အခဲတွေကိုရင်ဆိုင်ရတဲ့အပြင်ငလင်လုတ်ခတ်ချိန်မှာထိတ်လန့်စရာကောင်းတဲ့စိတ်အခြေအနေတွေကြောင့်မြန်မာတောင်သူတွေမှာ လာမယ့်2025မိုးရာသီစိုက်ပျိုးချိန်မှာဧကကုံစိုက်ပျိုးဖို့ခက်ခဲလာတာဖြစ်ပါတယ်ဟုတ်နေမှာသူ့နိုင်မယ်အရှင်မရတော့မမြင်မမြင်ပါဘူးဟဲ့ဂျာရင်းနေရာလဲကြောက်တယ်လေဂျာရင်းနေရာကြောက်တယ်ကြောက်ပြီးဂျာရင်းကင်းနေရာလဲနေရာထိုင်ရတာလဲအဆင်မပြေအိမ်ကဂျာရင်းနေရာလဲဂျာရင်းနေအနေကောင်းလေးမယ်ဒီလိုကြောက်လို့ရတယ်ကြောက်တယ်တချို့ကြောက်လဲကြောက်မရှိဘူးဟုတ်ပဲလဲဟုတ်ပဲလဲထဲသူ့မလောက်ပဲလဲထဲသူ့မလောက်ဟင်းဒီပိုင်းတစားပြီပေါ့ဟင်းအဲ့လိုကြောက်ဦးနေ ရှင်နေရာတော့လုံးလုံးမကောင်းပါဘူးရှင်။စိုက်နိုင်မယ့်အရှင်နေရာတော့မရှိဘူးထင်တာထင်ထားရတာ။မစိုက်နိုင်ရင်လည်းစီကြိတ်မယ်။ဒါဆိုပြီးတော့စီကြိတ်ရတော့ထင်ထားရတာပဲလေးမုန်းရပါပဲ။မစိုက်နိုင်တဲ့အရှင်ဆိုတာဒီနေလောက်လာတဲ့အခါကျတော့နေတွေအက်ကွဲကုန်ပြီ။အဲ့ဒါကြောင့်ပါ။ဟိုဒီကြောင့်ဒီဘက်ကနွားမရှိလို့မစိုက်နိုင်တဲ့အကြောင်းအရာမဟုတ်ဘူး။ဒီရအက်ပွဲကုန်တဲ့ခါကျတော့ထုံမုံနာကအဖြစ်မပြေဘူး။ငါးသိမုံနာအဖြစ်မပြေဘူး။ ေတဲ့လူอ่ะပေါ့စိတ်အားအင်းအားကောင်းရောဒီညီကြီးကိုညှိလို့ရှင်လို့အဆင်ပြေတာပေါ့အဲ့လိုညှိမှလည်းရမှာနွားနေရတော့အဆင်ပြေငလင်ကြောင့်ဆယ်ထိခိုက်ပစ္စည်းရာတွေလည်းရှိခဲ့ပြီးလက်တလုံးပစ္စည်းခဲတဲ့စင်တီရီလွဲဆယ်ပေါင်ကိုပြန်လည်ပြုပြင်ချပေးမယ်ဆယ်ရီအပြည့်တွင်းနိုင်တာတော့မတွေ့ရသေးပါဘူးလက်တလုံးစင်တီအထက်ဆယ်ကရီကိုရီလွဲဆယ်ကသင်းပိုင်နဲ့ဆွဲတင်ပြီးပေါင်ကိုကြော်ကလက်တံမြောင်းအတွင်းရီတွင်းနေရဖြစ်ပါတယ် ဆယ်အောက်ဘက်မှာစိုက်ပျိုးချတဲ့နှွေစပါးခင်းတွေရှိနေပြီးအဲ့ဒီနှွေစပါးတွေအောင်ရည်အချိန်မီမရရင်အထွန်းထုံးရောကြလာတာတွေဖြစ်လာမှာဖြစ်ပါတယ်။ငလင်ကြောင့်စိုက်ပျိုးမီကိုတန်နီပါတိခိုက်နိုင်ပြီးကျွေးနွားကောင်းရင်3.6တန်းကျော်တိခိုက်နိုင်တယ်လို့ကမ္ဘာကုလသမဂ္ဂစာနာရေးခါနဲ့လျားစိုက်ပျိုးရေးအဖွဲ့ FAO ကခမန်းတုံးသက်ချပါတယ်။ဒီမှာဟန်နာပါ